အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိဖုန်းကိုပိတ်ထားတဲ့အချိန်မှာ나이ဘုံပေါ်တဲ့နီးနဲ့ကျွန်တော်တို့မိမိဖုန်းကိုပိတ်ထားတဲ့အချိန်မှာစက်ခွေမှာမိမိရှိသူပုံပေါ်အောင်လှုပ်လို့ရတဲ့နီးနဲ့ကျွန်တော်တို့မိမိရေးရင်နဲ့စာကြောင်းလေးတွေကိုရေးထားပြီးတော့ဖုန်းပိတ်ထားတဲ့အချိန်မှာဖုန်းမျက်နှာပြင်မှာပေါ်အောင်လုပ်တဲ့နီးတွေသုံးမျိုးကိုလုပ်ပြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုမလုပ်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe မလုပ်ပါသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ပေးထားပါဗျာကျွန်တော်တို့နောက်ထပ်အထက်တင်မဲ့ဗီဒီယိုအစ်စ်လေးတွေကိုကြည့်ရဖို့အတွက်ဘေးနားက notification လို့နေထားပေးပါဗျာ ကျွန်တော်တို့အရင်ဦးဆုံးဒီ၃နည်းကိုလုပ်ဖို့အတွက်ကျွန်တော်စက်တင်လကိုနှိမ့်ဝင်ပေးလိုက်ပါကျွန်တော်တို့စက်တင်လကိုနှိမ့်ဝင်ပေးရပါမယ်စက်တင်လကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်ပြတဲ့ wallpaper size wallpaper style ဆိုတဲ့နေရာလေးကိုနှိမ့်ဝင်ပေးရပါမယ်ကျွန်တော်တို့ဘီဘိုးတို့ဥပိုးတို့မှာဆိုရင်တော့ကျွန်တော်တို့ home screen and lock screen ဆိုပြီးတော့အဲ့ဒီခြာတန်းနေပြီးနှိမ့်ဝင်လို့ရှိရင်ကျွန်တော် wallpaper တွေကိုရောက်ပါလိမ့်မယ်ဗျအဲ့ဒီထိကနေတွားရပါမယ်ကျွန်တော်ဒီဖုန်းမှာတော့ VM VM ဖြစ်တဲ့အတွက်ကျွန်တော်တို့ wallpaper style အနေနဲ့တစ်ခါလဲတွားရပါမယ် တို့ဒီထဲကိုရောက်ပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာရှိတယ်ကျွန်တော်ပြတဲ့ follow and display ဆိုတဲ့နေရာလေးကို follow and display ဆိုတဲ့နေရာလေးကိုနှိမ့်ဝင်ပေးရပါမယ်ဒီနေရာလေးပါဒီနေရာလေးကိုနှိမ့်ဝင်ပေးလိုက်ပါတို့ဒီထဲကိုရောက်ပြီဆိုလို့ချင်းကျွန်တော်ဒီမှာရှိတဲ့အချက်လေးပြောပြပေးပါမယ်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီအပေါ်ကဒီပြေးနေတဲ့စာတန်းလေးရောကျွန်တော်တို့မိမိထည့်ထားတဲ့နိုင်ပုံစံမျိုးမျိုးတွေပေါ့နော်ကိုထည့်ရတဲ့ဒီမှာစာတန်းဒီဒီမျိုးစာလေးရယ်လဲကျွန်တော်တို့ ရေးပြီးသွားလို့ရှိရင်ဖုံးပိတ်ထားလို့ရှိရင်မျက်နှာပြင်မှာပေါ်နေပါတယ်ဒီလိုမျိုးဓာတ်ပုံလေးတွေကလည်းကျွန်တော်တို့ရေးပြီးကိုဓာတ်ပုံထည့်ပြီးသွားရင်ဖုံးပိတ်ထားတဲ့အချိန်မှာကိုယ့်ရဲ့ရှိသူပုံလေးမျက်နှာပြင်မှာပေါ်နေပါတယ်ဒါမျိုးကျွန်တော်ထည့်ရတဲ့ဟာတွေပေါ့နော်ဆိုအဲ့ဒီလိုမျိုးထည့်ဖို့အတွက်ကျွန်တော်တို့အောက်မှာရှိပါတယ်သူ့ရဲ့ system တွေကျွန်တော်ဒီမှာရှိတဲ့စာတန်းရေးတဲ့နေကိုကျွန်တော်ရင်ပြပြပါမယ်စာလေးရေးပြီးတော့ကျွန်တော်တို့စာရေးပြီးတော့ဖုံးစခွင်မှာကျွန်တော်တို့ပိတ်ထားတဲ့အခါမှာကိုရေးကျင်တဲ့စာကိုရေးထားပြီးတော့ဖုံးစခွင်မှာပေါ်နေတဲ့ ်ဥစ္စာလေးကိုလုတ်ဖို့အတွက်ကျွန်တော်ဒီမှာရှိတဲ့ဒီ test ဆွဲနေရာလေးကိုနှိပ်ပေးရပါမယ်ဒီနေရာလေးကိုနှိပ်ပေးရပါမယ်ဒီထဲကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်ဒီမှာရှိတဲ့အောက်မှာ damn on ဆိုတဲ့နေရာလေးကိုနှိပ်ပေးရပါမယ်အဲဒီမှာနှိပ်ပြီးွားကျွန်တော်တို့ဒီမှာရှိတယ်မြေကြီးနေတဲ့ရာစာလုံးရေးလို့ရပါတယ် ပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့အောက်ကဟာလေးကိုဆက်ချလိုက်ပါဒီမှာဒီစာရန်လေးကိုကျွန်တော်အယောင်ပြောင်းလို့ရပါတယ်စာလုံးဆိုင်အကြီးသေးလုပ်လို့ရပါတယ်ပြီးဒီမှာကျွန်တော်တို့အယောင်ပုံစံလေးမျိုးပြောင်းလို့ရပါတယ်ကိုကြိုက်တဲ့ပုံစံအယောင်ပြောင်းပြီးွားရင်တော့စာလုံးအကြီးသေးလုပ်လို့ရပါတယ်မိကြိုက်တဲ့တရားအယောင်ကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့အောက်မှာရှိတဲ့ဒီ apply ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်လို့ရှိရင်တို့ရပါပြီဗျ apply ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ် ကျွန်တော်နှိပ်လိုက်ပါမယ်အဲနှိပ်ပြီးွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီပုံမဲ့နေရာကပုံမဲ့နေရာကဒီနေရာမှာပါအဲ you ဆိုတဲ့နေရာဒီနေရာလေးမှာလာပေါ်နေပါမယ်ကျွန်တော်တို့ပြီးွားလို့ရှိရင်ကျွန်တော်တို့ဖုံးပိတ်လိုက်လို့ရှိရင်ဒီစာနေရာဖုံးမျက်နှာပြင်မှာပေါ်နေပါလိမ့်မယ်ကျွန်တော်တို့နောက်ထပ်နောက်ထပ်ကျွန်တော်တို့ဒီနောက်ထပ်ဒီဓာတ်ပုံထည့်တဲ့နေရာတော့မိမိရှိသူရဲ့ပုံကိုဖုံးပိတ်ထားတဲ့အချိန်မှာ second မှာပေါ်နေခြင်းလည်းဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဘေးကိုဆွဲလိုက်ပါသနာတက်ဆက်ဘေးကိုဆွဲရတဲ့ချိန်ဒီမှာရှိတဲ့ဒီနေရာလေးပါ မတက်စ်အင်းမေ့ဆိုတဲ့နေရာလေးပါအဲဒီနေရာလေးကိုနှက်ဝင်ပေးလိုက်ပါညာလေးကိုနှက်ဝင်ပေးလိုက်ကျွန်တော်တို့ဒီမှာရှိတဲ့မိမိကျန်းနေတဲ့ရာဖုန်းထဲမှာရှိတဲ့မိမိရှိသူပုံပေါ့နော်ဒီတပုံဖိုင်လေးကိုရောက်အောင်ပါလိမ့်မယ်အဲဒီမှာမိမိရှိသူပုံကိုကျွန်တော်တို့ဥပါတပုံရွေးလိုက်ပေါ့နော်ကျွန်တော်တပုံရွေးလိုက်မယ်ရွေးလိုက်ပြီးတော့ကျွန်တော်တို့တပ်ပုံရွေးပြီးွားရင်ကျွန်တော်တို့ဟိုးအပေါ်မှာရှိတဲ့အမှန်ကျစ်လေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်ဒီအမှန်ကျစ်လေးကိုနှိပ်ပေးလိုက်ပါအဲပြီးွားရင်ကျွန်တော်တို့ဒီမှာဟ ဓာတ်ပုံရဲ့အယောင်ပုံစံအနေထားကိုကျွန်တော်တို့ပြောင်းလို့ရပါတယ်ဓာတ်ပုံအကြီးသေးအရွယ်အစားကျွန်တော်တို့အဲ့ဒီပုံလို့ပြောင်းလို့ရပါတယ်ပြီးွားရင်ဆွနကစာရေးတဲ့ပုံစံမျိုးထည့်တယ်လို့မျိုးပဲအောက်မှာရှိတဲ့ apply ကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ရပါပြီကျွန်တော်ပြန်ထွက်လိုက်ပါမယ်နောက်ထပ်나이ပုံစံပြောင်းနေလဲဆိုတော့ကျွန်တော်တို့အောက်မှာရှိပါတယ်ဒီအောက်မှာကျွန်တော်တို့မိမိချမ်းနေတက်ရ나이ပုံကိုကျွန်တော်တို့나이ပုံပြောင်းနေလဲဆိုကျွန်တော်တို့မိမိချမ်းနေတက်ရ나이ပုံကိုကျွန်တော်တို့ရွေးလိုက်ပါကြိုက်တဲ့ပုံစံရွေးလို့ရပါတယ် အမေကျန်နေတဲ့ဒီနော်ဒီပုံဥမာတရားဝေးလိုက်ပါဘာဝေးလိုက်ရင်တော့ဒီမှာရှိတဲ့နိုင်ပုံတွေအများကြီးရှိပါတယ်မိကျန်နေတဲ့ရနိုင်ပုံကိုကျွန်တော်ယူလို့ရပါတယ်အဲ့မှာမှကျွန်တော်တို့ဒီမှာအယောင်လေးတွေပြောင်းလို့ရပါတယ်ကြိုက်တဲ့အယောင်ကျွန်တော်တို့ပြောင်းလို့ရပါတယ်မကူကြိုက်တဲ့အယောင်နိုင်ပုံကိုကျွန်တော်တို့ပြောင်းထည့်လို့ရပါတယ်ပြီးသွားရင်ဆွမ်းနာကျွန်တော်တို့ဒီလိုမျိုးပဲကျွန်တော်တို့ဆွမ်းနာကလိုမျိုးပဲအောက်မှာရှိတဲ့ apply ကိုနှိပ်ပြီးတော့ကျွန်တော်တို့ apply ကိုနှိပ်ပေးလိုက်ရင်ရပါပြီ နောက်ထပ်ကျွန်တော်တခါသေးပြောပြပြပါမယ်ဒီဘက်ဘေးမှာရှိတယ်ကျွန်တော်တို့ဒီဘက်ဘေးမှာရှိတယ်ကျွန်တော်တို့ဒီပုံစံလေးကိုကျွန်တော်တို့နှိပ်ကြည့်လို့ရပါတယ်ဒါလေးကိုနှိပ်ကြည့်လိုက်မယ်ဆိုကျွန်တော်တို့ဒီမှာရှိတဲ့ပုံစံမျိုးမျိုးလေးတွေပြောင်းလို့ရပါတယ်ဒါကတော့တက်ပုံမှာပကြီကားပုံစံလေးတွေပါဒါလေးကိုကျွန်တော်အရောင်ပြောင်းလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ဒီမှာအောက်မှာရှိတဲ့ apply ကိုနှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့ဒီမှာရှိတဲ့ဒီဒီကောင်ပုံစံလေးကိုကျွန်တော်အရောင်မျိုးမျိုးတွေမှာကြက်တဲ့အရောင်လေးတွေကျွန်တော်တို့ ဒီကွင်းငှက်လေးတွေပုံစံမျိုးတွေကျွန်တော်ပြောင်းလို့ရပါတယ်အယောင်နဲ့ဆနာလိုမျိုးကျွန်တော်ကြိုက်လို့ပြောင်းလို့ရပါတယ်ပြီးတော့ကျွန်တော် apply ကိုနှိမ့်တယ်ပါဒီလိုမျိုးလေးကိုကဓာတ်ပုံလေးမကြိုက်ဘူးကျွန်တော်တို့အလှပုံလေးကြိုက်ဆိုဒီမှာပြောင်းလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ကိုကြိုက်နေတဲ့အရာကိုပြောင်းပြီးွားရဆိုရင်ကျွန်တော်တို့ပြောင်းပြီးွားရဆိုချင်အပေါ်မှာရှိတဲ့ကျွန်တော်ဆနာပြောတဲ့ apply ကိုနှိမ့်ပြီးွားရဆိုလို့ရှိရင်ကျွန်တော်တို့အပေါ်မှာရှိတဲ့ဒီနေရာလေးပါဒီနေရာလေးမှာကျွန်တော်တို့ပိတ်နေရဆိုလို့ရှိရင်ဒီလိုမျိုးဖွင့်ပေးရပါမယ်အဲ့လိုမျိုးဖွင့်ပေးမှကျွန်တော်တို့ဖုံးပိတ်ထားလို့ရှိရင် ိုရေးထားတဲ့ကိုလှုပ်ထားတဲ့ပုံမှာပေါ်မှာပါဒီနေရာကအလိုမျိုးပိတ်နေမှာပေါ်ပါဘူးခဲထဲမှာကျွန်တော်တို့ဝင်လှုပ်ပြီးသွားဒီနေရာကိုအဓိကဖွင့်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့မိမိကြိုက်နေတဲ့အပုံစံတွေကိုရွေးချယ်ပြီးသွားရင်ကျွန်တော်တို့ဖုံးပိတ်ထားလို့ရှိရင်မျက်နှာပြင်မှာအားလုံးပေါ်နေပါလိမ့်မယ်အားလုံးမဲ့စီပြကြပါလိမ့်နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးသွားမှာပါဗျာ